ကျွန်ုပ်ဒီဒေါက်တာဝါရုံဖြစ်ပြီး Apollo Venogram Channel အတွင်ကလေးဆရာဝန်နဲ့ကလေးအဆုတ်ယောဂဆိုင်ရာဆရာဝန်တဦးဖြစ်ပါသည်။ယနေ့ဆွေးနွေးမိကောင်းစဉ်မှာကလေးအဆုတ်ရှုပ်ယောဂ Pediatricaster ဖြစ်ပါသည်။အဆုတ်ရှုပ်ယောဂအကြောင်းပြောရမယ်ဆိုရင်ဒါဟာလူကြီးတွေရဲ့အဆုတ်ရှုပ်ယောဂနဲ့တပုံတတန်းမတူပါဘူး။ကလေးတွေရဲ့အဆုတ်ရှုပ်ယောဂကိုတော့ကျွန်တော်တို့ကပို့ပြီးအသက်ရှူတုံ့ခြင်း Wheezing လို့ခေါ်တတ်ကြပါတယ်။အသက်6နှစ်အောက်ကလေးတွေကိုတော့အဆုတ်ရှုပ်ယောဂလို့မခေါ်ကြပါဘူး။ရေဘူးရအဖြစ်သူတို့ကအသက်ရှူတုံ့ခြင်းလို့ခေါ်ပြီးအသက်6နှစ်ကျော်မှအဆုတ်ရှုပ်ယောဂလို့ခေါ်ကြပါတယ်။ ဒါကြောင့်ပဲကျွန်ုပ်တို့ကမကြာခဏအသက်ရှူတုံခြင်းကြောင့် nebulization nebulization ခံရတဲ့ကလေးတွေကိုအသက်၅နှစ်အထိတွေးရတတ်ပါတယ်။ဒါပေမဲ့သူတို့တဲကများစွာကတက်တက်တတလျှောက်မှာတဖြည်းဖြည်းကောင်းလာပြီးနောက်ပိုင်းဘဝမှာအသက်ရှူတုံခြင်းသို့မဟုတ်အဆုတ်ရှုပ်ယောဂမျိုးကိုမကြုံတွေ့ရကြပါဘူး။ဒါကြောင့်အသက်၅နှစ်အတွင်းအသက်ရှူတုံခြင်းဖြစ်ခဲ့တဲ့ကလေးတိုင်းဟာနောက်ပိုင်းဘဝမှာသို့မဟုတ်လူကြီးဘဝမှာအဆုတ်ရှုပ်ယောဂရှိလာမယ်လို့မဖြစ်နိုင်ပါဘူး။ဒါသာအရေးကြီးဆုံးအချက်ပါပဲ။အားဆိုရင်ကလေးတွေအတွက်အဆုတ်ရှုပ်ယောဂကိုဘယ်လိုသိနိုင်မလဲ။ လက္ခဏာအနေငယ်ပဲအရန်ရေးကြည့်ပါတယ်တိထားပါတင်းကလေးညအချိန်ကိုစောင့်ကြည့်ပါသူကညအချိန်မှာအထူးသဖြင့်ညနေခင်းနဲ့မနေ့စောစော၄နာရီကနေ၆နာရီအထိတခါတလေအိတ်မပြောအောင်ချောင်းဆိုးနေရင်ဒါသာအရေးကြီးဆုံးလက္ခဏာပဲဖြစ်ပါတယ်ဒုတိယအချက်ကတော့သူ့ရဲ့ကစားချိန်သူ့မဟုတ်လေ့ကျင့်ခန်းလုပ်ချိန်မှာချောင်းဆိုးတာပါကလေးတယောက်ကကစားသွားတယ်သူမဟုတ်ကြီးသွားတယ်ဒါပေမဲ့ချောင်းဆိုးနေရပြီးမမြင်နိုင်အောင်ဖြစ်နေတယ် ။ဒါဆိုရင်ဒီမှာအဆုတ်ရှုပ်ယောဂဆိုတာဘာလဲအထူးကလက္ခဏာတွေကဘာတွေလဲဆိုတာနားလည်သွားပြီ။တခါတလေမှာတော့အသက်ရှူမြန်မြန်နဲ့တွေ့နိုင်တယ်တခုပြောရရင်ဒီနေရာမှာအသက်ရှူချိန်မှာအတွင်းဝင်တာမျိုးလည်းတွေ့နိုင်တယ်။ဒါတွေကအဆုတ်ရှုပ်ယောဂရှိတဲ့ကလေးတိုင်းမှာတွေ့နိုင်တဲ့ထောက်ပံ့ပေးတဲ့လက္ခဏာတွေပါ။ဒါပေမဲ့အရေးကြီးဆုံးစစ်ဆေးမှုကတော့အဆုတ်ဆန်းသက်စစ်ဆေးခြင်း sperm free ပါ။ အသက်6နှစ်ကျော်လောက်ရှိရင်အဆုတ်ဆန်းသက်စစ်ဆေးခြင်း spermatory လုပ်တယ်အသက်6နှစ်အောက်လောက်ဆိုရင်တော့ embryo cylindry လို့ခေါ်တဲ့ဆန်းသက်မှုတစ်ခုကိုလုပ်တယ်ဒါကနောက်ဆုံးပေါ်နေ့တင်ညာတစ်ခုပါယခင်ကတော့ DNA embryo cylindry ဆိုတာမရှိသေးဘူးအသက်6နှစ်ကျော်တဲ့ကလေးတွေမှာ spermatory လုပ်ဖို့အနေငယ်စူးစမ်းရတာပါသူတို့ကဆက်တလုံးတည်းကိုအသက်ရှူထုတ်ရမှာဖြစ်ပြီးဒါကအသက်6နှစ်အောက်ကလေးတွေအတွက်တော့အရန်ခက်ခဲတယ်ဒါပေမဲ့အသက်6နှစ်အောက်ကလေးတွေမှာတော့ impulse of cylindry ကိုအသုံးပြုတဲ့အခါသူတို့ကမိနစ်ခွဲလောက်တည်ငြိမ်နေလို့ရပါတယ် ဒါဆိုရင်ကုသမှုအကြောင်းပြောရမယ်ဆိုရင်ငါပြောခဲ့သလိုဝိစဉ်ဖြစ်တာမဖြစ်တာကိုရှားပွေဖော်ထုတ်ရမယ်အေးမြတဲ့အစားအစာတွေကိုလည်းရှောင်ကျဉ်ရမယ်ဆိုတာငါပြောပြပြတာပါကုသမှုအတွက်တော့အထူးစေဝါးတွေနဲ့ nebulization စတဲ့နီလန်းတွေကိုအသုံးပြုမှဖြစ်ပြီးဒီအကြောင်းကိုလည်းငါအသေးစိတ်ရှင်းပြပြတာပါကျေးဇူးတင်ပါတယ်